ရှင် internet ဆိုတဲ့ security column လေးကကျင်နေပြီးတော့ဒီဘက်မှာကျတော့ internet ဆိုတဲ့ security လေးက column လေးကျင်းနေတယ်ပေါ့နော်ဒါဆိုရင်ဒီပုံစံလေးတိုင်းပဲတပုံစံနဲ့ copy ကိုရှင်းနေဆိုရင်အသုံးပြုလို့ရတဲ့နည်းလမ်းလေးရှိပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင် star group နဲ့တင်နာမှာကြိုဆိုပါတယ်ညီမဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့အိတ်ဆဲမှာပေါ့နော် page special ကိုသုံးပြီးတော့ data တွေကိုကိုလိုသလို copy ကူးလို့ရတဲ့နည်းလမ်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်။ Okay ဆိုရင်ကျွန်တော်ပထမဆုံးအနေနဲ့ဒီ data တွေကိုဘာလုပ်မှလဲဆိုရင်ကျွန်တော်ကဆက်လက်လေးပေးမယ်။ပြီးတော့ပြီးဆိုရင်ကျွန်တော် copy ကူးလိုက်တယ်ပေါ့နော်။ ကော်ပီကိုတဲ့အခါမှာပုံမှန်တိုင်းကော်ပီကိုတဲ့ပြီးတော့ cancel ရတဲ့ paste လုပ်နေလိုက်ရင်ကျွန်တော်ဒီပုံစံလေးတိုင်းကြာလာမယ်။ဒါပေမဲ့ကျွန်တော် column အကျယ်ဝန်းတိုင်းလေးပဲ format copy ကိုကျင်တာပေါ့နော်။ဒီမှာဆိုရင် internet ဆိုတဲ့ cell quality column လေးရကျင်နေပြီးတော့ဒီဘက်မှာကျတော့ internet ဆိုတဲ့ cell quality က column လေးကျင်းနေတယ်ပေါ့နော်။ဒါဆိုရင်ဒီပုံစံလေးတိုင်းပဲဒီပုံစံနဲ့ copy ကိုကျင်နေဆိုရင် ဆိုတော့ကျွန်တော်ဒီမှာဆင်ဆက်လက်လေးပေးမယ်ဟုတ်တက်လေးတဲ့ဟောသားမယ်ပြီးတော့ရင် copy ဆိုလေးကိုနှိပ်မယ်ပြီးတော့ရင်ကာဆာရှာမယ်ပေတန်းဟောသားမယ်ပြီးရင် paste version ဆိုလေးကိုနှိပ်ခဲ့ပေးလိုက်ပါ ီနေရာမှာကျမတို့က column တိုင်း copy ကိုမှဖြစ်တဲ့အတွက် column အကျယ်ဝန်းတိုင်းဖြစ်တဲ့အတွက် column width ကိုတောင်းလိုက်မယ်။ပြီးသားပြီးဆိုရင် okay လေးပြင်လိုက်ပါ။ပြီးပြီးဆိုမှဆိုတော့ paste လုပ်နေခဲ့ပေးပါ။ဒါဆိုရင်2ရဲ့ column အကျယ်ဝန်းတိုင်းမယ်ကျမတို့က copy ကိုသွားတာဖြစ်ပါတယ်နော်။ okay လိုက်လို့ကြည့်ပါရှင်။ဒီ video လေးကအားလုံးအတွက်အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါဦးနော်။